ဟေးလူတက်စီသမားတဲခိုကန်ကောင်းကောင်းလေးရှိရစီကိုမြင်မြန်မောင်းဗျာသမီးသမီးဒီပါပါလို့မြာပြီးတော့ဟိုကောင်းမစုလဲသမီးရဲ့ခင်ဗျားဘယ်လိုလဲဖိုးကြီးကျမခင်ဗျားကိုမသိဘူးနော်ရှင်းပါလေလာပြောနေရလဲဟာငါမင်းရဲ့အဖေလေးသမီးရဲ့သမီးလေးနိုင်ဘူးဘာကြီးရှောက်ပြောနေရလဲသမီးရဲ့အဖိုးကြီးရှေ့ကျမရဲ့နာမည်ကိုမသိနေရပေါ့လေဟာသမီးသမီးရဲ့အဖေမမမရောက်လားသမီးရဲ့ဘာလို့အဲ့လိုရှောက်ပြောနေရလဲသမီးရဲ့အဖိုးကြီး ခမရဲ့ဇာရရဲ့အဲ့လိုဒီကြက်တွေမတုံးနဲ့နော်ခမရဲ့ဇာရရဲ့တကြီးကြီးပေါင်ကျော်လာပြီဒီမှာကျမရဲ့အဖေကရှင်းလိုမျိုးတက်စီတမားတယောက်မဟုတ်ဘူးလုပ်ငန်းရှင်တယောက်လုံးဝဘေးစင်းနဲ့မှန်းမယ်ရှင်းလိုမျိုးတက်စီတမားတယောက်ကကျမရဲ့အဖေဖြစ်စီရတာအဖေစီရဲ့လို့တမီးအဖေကိုစိတ်ကုန်နေနားလဲပါတယ်အဖေကတမီးလို့ကျင်တာလေဘာမှမဝယ်ပေးနိုင်လို့တမီးအဖေကိုစိတ်ညစ်နေရလဲနားလဲပါတယ်စိတ်ဆိုးနေရလဲနားလဲပါတယ်တမီးရဲ့ဘာလို့အဲ့လိုစကားကြီးရှောက်ပြောနေရလဲဟာမဟုတ်သေးပါဘူးနဲတခုမပြောဘူး ဒီဖိုးကြီးကနန်းရဲ့ဖေမဟုတ်ဘူးဆိုရင် तू ကနန်းရဲ့နာမည်ဘယ်လိုလုပ်သိနေလဲအဲ့ညာတိကျအဲ့ဖိုးကြီးမေးလိုက်ပါလားလူလာပြီးရှုံးတာလို့မြုံတာလို့နဲ့မဟုတ်ပါဘူးနဲ့ကိုကနန်းကိုယုံပါတယ်စိတ်မဆိုးပါနဲ့နော်ဟေးလူကြင်ကြီးတဲ့ဖိုးကြီးခင်ဗျားမှာတခြားအလုပ်မရှိဘူးလားဘာလို့မိန်းကလေးတယောက်ကိုခုလိုမြုံနောက်ရှက်နေရလဲ तू ကတိကုတ်ခံနေမြင်မောင်းဟေးလူမြင်မြင်မောင်းလို့ပြန်လာမကြောက်လားဟုတ်ကဲ့ပါသမီးနဲ့သမီးကောင်လေးကိုအဖေတဲခုကလိုက်ပို့ပေးပါမယ်တဲခုကလိမ့်စာလေးပြောပါအဖေကို 60နေလန်တော့ကတက်ဟုတ်ကောင်မလိုက် ဟာဟဲ့လူဘာလို့ကားရတာလဲဗျ။ဟောငါတို့ဟာဦးလေးစေးလေးတောက်စီရကြီးလို့ရေကုန်သွားလို့ရေလေးတောက်ဝယ်လာအောင်မယ်နော်။ဟာဒီလူကတော့ဇရားတွေကိုရှုံနေရပဲဗျာ။ဝယ်မှာဆိုလည်းမြင်မြင်တော့ရသွား။တို့တဲကိုကအခန်းမရပဲနေလိမ့်မယ်ဗျာ။မြင်မြင်လို့ ဟာဟဲ့လူဘာလို့ကားရိုက်လိုက်တာလဲဟောသူလေးဖုန်းလာလို့ဖုန်းလေးခဏရက်ပြောမယ်လေပြီးရင်ပြန်မောင်းမိပါမယ်ဟာဗျာဖုန်းပြောမှာမြန်စပီကာဖုန်းပြီးပြောစပီကာဖုန်းပြီးပြောရင်မောင်းလို့ရရတော့မောင်းဟုတ်ဟုတ်ဟယ်လိုဟုတ်ကဲ့ပြောပါဗျာဟုတ်ကဲ့အခုဖုန်းပြောနေတာဥဆုံးဆုံးရခင်ဗျာဟောဟုတ်ကဲ့ပြောပါခင်ဗျာဟုတ်ပါတယ်ဗျာဟုတ်ဦးလေးလေးထိုင်းပြည်တော့တိုင်းတော့တော့ပေါ့တယ်ခင်ဗျာထိုင်းပြည်อ่ะဗျာကျွန်တော်က ထိုင်းကြီးထိုးထားတာထိုင်းကြီးကတိန်းသုံးတော့ပေါက်တယ်ဟုတ်လားဟုတ်ပါတယ်ခင်ဗျာဦးလေးထိုးထားတဲ့ထိုင်းကြီးကလေပေါက်တာပါခင်ဗျာဟောဒီလိုလုပ်ပါလားကျွန်တော်60နာရီစောင့်နေတယ်လေဦးလေးအောက်လာခဲ့လိုက်ပြီနော်ဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်အခုလာခဲ့မယ်နော်ဟမ်ဦးလေးခေါင်းကောင်လေးကဦးလေးထီထိုးခဲ့တဲ့သူပဲသူနဲ့တော့စကားပြောလိုက်အောင်နော် လေးကြီးဖုံးဆက်တာလူလေးလားဟုတ်ပါရဲ့ခင်ဗျဦးလေးထိုင်းကြီးတို့တာလေကျွန်တော်စီမှာ3000တော့ပေါက်တယ်ခင်ဗျရဲ့ဒီ3000တောင်ပေါက်တာပေါ့သူလေးရဲ့ဟာရန်ကျေးဇူးတင်တယ်သူလေးရဲ့အဲ့ဒါဆိုပတ်စံဘယ်လိုပေးမှအောင်သူလေးဦးလေးကဘန်ကောက်ရှင်ကျွန်တော်ဘန်ကောက်ပေးတယ်လေဦးလေးရဲ့ဘန်ကောက်တွေကိုကျွန်တော်ပတ်စံလွှတ်ပေးပါမယ်ဦးလေးရဲ့ဆင်းရဲတော့ဦးလေးကြီးမှာဘန်ကောက်မရှိဘူးပတ်စံထားစရာမရှိတော့လေဘန်ကောက်ဖွင့်မထားဘူးသူလေးရဲ့ဟာပတ်စံဘယ်လိုလုပ်မှာလဲသူလေးဩဒါဆိုရင်ဦးလေးအမျိုးသမီးဖြစ်ဖြစ်ဦးလေးရဲ့တာသမီးနာဖြစ်ဖြစ်ဘန်ကောက်ရှင်ကျွန်တော်ဘန်ကောက်ပေးတယ်လေဦးလေးရဲ့ဘန်ကောက်တွေကိုထည့်လို့မရရင်သူတို့ရဲ့ဘန်ကောက်တွေကိုကျွန်တော်ထည့်ပေးမယ်လေဦးလေးဦးလေးမိန်းမကတော့စုံးနာကြပြီသူလေးရဲ့ ဦးလေးမသမီးတယောက်တော့ရှိတယ်။ဖဲသမီးကလည်းအော်ဟောအကိုအဖေကအဲ့လိုပဲအဆောင်းတော်သားတက်တာဟိုညီမသူ့ရဲ့သမီးပါညီမဘာလို့ပြရမလဲညီမရဲ့ဘန်ကောက်ပြရမလားယင်။အော်ညီမဘန်ကောက်ရှင်အကိုပြလေညီမဘန်ကောက်ရဲ့အကိုပတ်စံလွှတ်ပေးပါမယ်။ဘာခဏနေပါဦး။နန်းမင်းကုနာပြောတော့ကြတော့ဒီလူကြီးကမင်းရဲ့အဖေမဟုတ်ဘူးဆိုအခုဒီလူကြီးကဒီပေါက်ဝါမှာမင်းရဲ့အဖေဖြစ်သွားလား။ဟုတ်တယ်ကိုရဲ့ဟိုတဲလေတဲခုနလိန်ပြောခဲ့တာ တဲကတစီသမားတယောက်ရဲ့တမီးဆိုတာတိသွားရင်ကိုကတဲနဲ့တွဲမှာမဟုတ်တော့ဘူးလေပြီးတော့ကိုကအရန်ချမ်းသာတာတဲကချမ်းသာတဲ့သူနဲ့ပဲတွဲချင်တာဆင်းရဲကောင်နဲ့မတွဲချင်အဲ့အကြောင်းမကိုရဲ့နဲမင်းရဲ့စိတ်ကတော်တော်အောက်တန်းကြားလာပြီလားမင်းကတော်တော်ယူဖို့ကောင်းတဲ့မိမပဲမင်းဒီလိုစိတ်တဲ့အောက်တန်းကြားမှန်းသိရင်အစိုးရကငါမင်းနဲ့မတွဲခဲ့ဘူးအခုတော့မင်းဘယ်လောက်ထိစိတ်တဲ့အောက်တန်းကြားလဲဆိုတာငါတွေ့လိုက်ရပြီမင်းနဲ့ငါနဲ့ဆက်မတွဲနိုင်ဘူးကြက်ပြီဟဲ့ငါလည်းဒီနေ့ပြတ်တော့မှာပါအခုဆိုရင်ငါချမ်းသာတော့မှာ အကြတော့ငါနဲ့ level တန်းသူတွေတထေးသားရင်လည်းပဲငါတွဲတော့မှာဟာပြီးလို့ရှိရင်ငါနဲ့ငါဖင်နေရတပတ်လုံးအေးစစ်စစ်နဲ့ချိန်ချင်းတာနေသွားရတော့မှာဟုတ်တယ်မလားဖေဖေဒီနေ့ငါကားတာမပြတ်လို့ရတော့အခုလိုတက်စီငါးစီးပြမှာမဟုတ်ဘူးအခုလိုတက်စီငါးစီးလိုက်တော့နေ့ရအောက်တန်းကြတဲ့စိတ်တက်ကိုတွေ့လိုက်ရတာပဲနင်းနဲ့ငါနဲ့လုံးဝဆက်ပြီးတွဲစရာမလိုတော့ဘူးပြက်ပြီဘုရားဦးလေး ဦးလေးခိုင်းရမယ့်ကျွန်တော်လုပ်ပြီးသားဆိုကျွန်တော်လည်းတောင်းပြီးပြအောင်နော်ဟုတ်တူလေညာကျေးဇူးတင်တယ်နော်ဖြည်းဖြည်းသွားအောင်နော်တူလေအဲ့တောင်းပြီးပြအောင်နော်ဟုတ်ကျေးဇူးပဲနော်တူလေဟုတ်ကဲ့ပါခင်ဗျာဟောဦးလေးစေးလေးတောက်စီရာကြီးလို့ရေကုန်သွားလို့ရေလေးတော့ဝယ်လာအောင်မယ်နော်ဟာဒီလူကတော့ဇီးအားတွေကိုရှုံနေရပဲဗျာဝယ်ပါဆိုလည်းမြင်မြင်တော့ပါသွားတို့တဲကိုကန်အခန်းမရပဲနေလိမ့်မယ်ဗျာမြင်မြင်လို့ငါသမီးကတော့ငါပြောစကားနားထောင်မှာမဟုတ်ဘူးကွာငါသမီးနဲ့ဟိုကောင်တဲခုကန်မတော်ရအောင် မဘက်ကပဲတခုကြံစီမရတော့မယ်ကွာဟယ်လိုဒူလေးဟေးဦးလေးကိုတခုလောက်ခင်ကြီးပါလားဟောဘယ်လိုလဲဆိုတော့အဲ့ဆိုရင်အခုလိုမျိုးဖြစ်အောင်အဖေကတိကျကြံစီခဲ့တာပေါ့အဖေဘာဒီမှမပေါ့ဘူးပေါ့တမီးလေးရယ်အဖေတကယ်ဒီမပေါ့ပါဘူးအဖေအခုလိုလောပါတယ်ဆိုတာတမီးနဲ့အိုက်ကောင်တဲဥကံမတော်အောင်အဖေလောက်တာပါတမီးလေးကအခုမှအသက်ကငယ်ငယ်လေးရှိသေးတာ လမ်းမမရအောင်အဖေကဝယ်တာလားတမီးရဲ့အဖေအဖေကြောင့်မလို့အခုတမီးနဲ့တမီးကောင်လေးပြတ်သွားပြီနေစားမအောင်အဖေရဲ့အဖေလိုစင်ရတာတယောက်ကတမီးကိုဘာမြန်းထည့်စီပေးနိုင်လို့လဲတမီးလှုပ်ချင်တာရေကောင်လို့အဖေဘာမြန်းလှုပ်ပေးနိုင်လို့လဲအခုတမီးတွဲနေတယ်တမီးရဲ့ကောင်လေးကကြီးကြီးတက်ချမ်းသာရဲ့တထေသားတယောက်တမီးလှုပ်ချင်တာရေကောင်လို့သူဖြည့်စီပေးနိုင်တယ်အဖေရဲ့အဖေကအဲ့လိုမျိုးရောဘာမြန်းထည့်စီပေးနိုင်လို့လဲအဖေကြောင့်မလို့တမီးနဲ့ အရန်ချမ်းသာတဲ့တမိကောင်လေးပြက်ရတာအပြက်တော့ရောက်လာတာပဲဒီမြဆာပြီးတော့ကျုပ်ကခမရရဲ့တမိမဟုတ်တယ်လို့ခမရကလေကျုပ်ရဲ့အဖေမဟုတ်တော့ခမရလို့ဖေနာမှာကျုပ်တသက်လုံးမနေဘူးကျုပ်သွားမယ်တမိလေးရဲ့တမိအဖေကိုဘလောက်ပဲမကောင်းတာကြီးပြောပြောဘလောက်ပဲမဟုတ်မဟုတ်နောက်နောက်ကြရင်လေတမိလမ်းမရောက်ရင်အဖေကဆက်ပြီးတော့ကာဝယ်ပေးနေမှာပဲ ပြီးပါတိုင်းကတာသမီးကိုပြည့်စုံအောင်ထားကျင်ကြတာပဲအခုအဖေသမီးကိုပြည့်စုံအောင်မထားနိုင်သေးပါနဲ့နောက်ကျရင်သမီးကိုပြည့်စုံအောင်ထားနိုင်ဖို့မသိမချင်းစူးစမ်းနေပါဘူး